အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့တကယ်အရသာရှိတဲ့ငပြောပူတင်လုပ်တဲ့လုံလေးလေးပါချူချူစိမ့်စိမ့်လေးနဲ့တကယ်ကိုအရသာရှိပါတယ်နော်အီအီလေးနဲ့အလွန်ကိုစားလို့ကောင်းတဲ့လုံလေးလေးပါ လွယ်လဲလွယ်ကူပါတယ်ကဲကျမရဲ့လုံလေးလေးကိုကြည့်ကြရအောင်ပထမဦးဆုံးဒဲဦးတလုံးထဲမှာတကြားကိုထမင်းစားစွန်းနှစုံစာကို ကျွန်မထည့်ထားပါမယ်။ ဒီတကြားတွေကိုခဏလေးအပူပေးပြီးတော့မွေထားပါမယ်အခုလိုမျိုးတကြားလေးတွေခဲလာပြီဆိုရင်အယောင်လေးနည်းနည်းလေးတန်းလာပြီဆိုရင်တော့ရေကိုထမင်းစားစုနှစုံစာထည့်ထားမယ်ပြီးရင်ခဏလေးကျွန်မပြန်မွေထားပါမယ်ဒီလိုအယောင်လေးတစ်ဖြည်းဖြည်းနဲ့တန်းလာပြီဆိုရင်တော့မီးပိတ်ထားပါမယ် ပြီးရင်ဒီတကြားရေလေးတွေကိုဒီဖန်ပြထဲမှာကျွန်မထည့်ထားပါမယ်။ပြီးရင်ပြက်နေအောင်ကျွန်မဒီလိုမျိုးလုပ်ထားပါမယ်။ပြီးတော့အေးခံထားပါမယ်။အေးခဏနေတဲ့အတော်တွင်းမှာငပြောတီနှလုံးကိုအခွန်ခွာပြီးတော့ကြိတ်ဆက်ထဲမှာမြန်မြန်ဆန်ဆန်ဖြစ်သွားအောင်လို့တခါတည်းထည့်ထားမယ်။ပြီးတဲ့အခါကျတော့နှုတ်စီကိုထည့်ပါမယ် နုစီကတော့ထမင်းစားစုံငါးစုံစာကိုထည့်ထားမယ်ဒါကတော့နွားနို့ပါနွားနို့တစ်ခွက်ထဲပါမယ်250 ml ရှိပါတယ်ပြီးရင်ကြက်ဥကို၃လုံးထည့်လိုက်မယ်အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ကြိတ်စက်နဲ့ခုလိုမျိုးပဲ ကြိတ်လိုက်ရုံပဲเนาะရွယ်ပါတယ်เนาะ အားလုံးအရေးပျော်သွားပြီးအခုလိုမျိုးကြည်ကြည်ကလေးဖြစ်နေပြီဆိုရင်တော့ဒီအရေးလေးတွေကိုစောစောကတကြားရေပေါ်မှာလောင်းထည့်ပါမယ်။ပြီးရင်လေမခိုးအောင်လို့ဒီလိုမျိုးအตาကလေးလှုပ်ထားမယ်။ပြီးတဲ့အခါကျတော့အဖုံးကိုလေလုံအောင်ပိတ်ထားပါမယ်။ဒါလေးကိုရည်နွေးတည်ထားတဲ့တေဦးထဲမှာအခန့်လေးထားပြီးတော့အပေါ်မှာ ီတိုင်းပဲထားမယ်ပြီးရင် အဖုံးဖုံးထားမယ်မီးအေးအေးလေးနဲ့မိနစ်30ကို ကျွန်မနှက်ထားပါမယ်အခုဆိုရင်တော့မိနစ်30လဲပြည့်သွားပါပြီเนาะအဖုံးဖွင့်ပြီးတော့အထဲကိုကြည်လိုက်ပါမယ်ဒါလေးကို အဖုံးဖွင့်ထားမယ်ပြီးရင်အထဲကိုကြက်မကြက်ဒါလေးနဲ့စမ်းကြည့်ပါမယ် ဒီတုတ်ချောင်းထဲမှာကပ်မပါလာဘူးဆိုတော့ကြက်နေပါပြီကြက်နေပြီဆိုတော့ကျမအပြင်မှာအေးခံထားပါမယ်ရေခဲတဲ့တာမှလည်းမြင်မြန်ဆန်ဆန်လေးအေးသွားအောင်လို့ထားရင်လည်းရပါတယ်နော်အခုဆိုရင်တော့အေးနေပါပြီနော်ဒါလေးကို ဒီတာနဲ့ဘေးပပတ်လေးကိုကျမဒီလိုမျိုးအနာသားလေးတွေကိုဒီလိုမျိုးအသားကလေးခွာထားပါမယ်ကပ်မသွားအောင်လို့ပါနော် အားလုံးအနာသားလေးတွေကွာနေပြီဆိုရင်တော့ကျမဒါလေးနဲ့ဖုံးထားပြီးတော့ပြောင်းပြန်လန်ထားပါမယ်။အသားကလေးပြောင်းပြန်လန်ထားမယ်။ပြီးရင်ဒီအပေါ်ကနေဒါလေးကို ပြန်ပြီးတော့ခွာထားမယ်။ကဲကြည့်ပါဦးလက်လက်ပပလေးနဲ့နော်အရန်စားချင်စရာလေးရှိနေပါပြီ။ ါလေးကိုကျမဒီတာနဲ့ပဲပြန်ပြီးတော့ဒီလိုမျိုးအပိုင်းလေးလုပ်ထားပါမယ်ဒီထဲမှာကိုလိုချင်တဲ့တစ်တီးလေးတွေလည်းထည့်လို့ရတယ်လို့ကိုကအချိုချက်ရင်လည်းအချိုကို ထပ်ပြီးတော့ထည့်လို့ရပါတယ်နော်အခုကျမအတုံးလေးတုံးထားတာကတော့လေးတောင်းပုံစံလေးနဲ့ကျမလုပ်သွားမှာဖြစ်ပါတယ်။ကိုကြိုက်တဲ့ပုံစံအမျိုးမျိုးဖော်လို့ရပါတယ်နော်။ ဒီဖက်ချမ်းကိုလည်းကျွန်မဒီလိုမျိုးပြန်ပြီးတော့ဖြတ်ထားပါမယ်။လေးတောင်ပုံစံလေးဖြစ်သွားအောင်ဒီလိုမျိုးလုပ်ထားမယ်။ကဲကြည့်ပါဦးအသားလေးတွေကစိမ့်စိမ့်လေးနဲ့အီအီလေးရှိနေပါတယ်နော်။ဒီလိုအနေထားလေးကတော့တကယ်ကိုအရသာရှိတဲ့လုံနည်းလေးပါ။ဒါလေးကို ကျွန်မစမ်းကြည့်ပါမယ်။ စိမ့်စိမ့်လေးနဲ့ချိုချိုလေးနဲ့တကယ်ကိုအရသာရှိပါတယ်။ငပြောသီးနဲ့ဆိုတော့ပိုပြီးတော့စိမ့်စိမ့်လေးဖြစ်စီပါတယ်။တကယ်လို့များကိုကြိုက်တဲ့တီတီလေးတွေရှိတယ်ဆိုရင်လည်းထထဲလို့ရတယ်လို့အချိုလေးကြိုက်တယ်ဆိုရင်လည်းအချိုကိုထထဲလို့ရပါတယ်။ငပြောသီးနဲ့ဆိုတော့ပိုပြီးတော့အရသာရှိပါတယ်နော်။တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်။ခလေးတွေကလည်းတအားကြိုက်ကြတဲ့နီလန်းလေးမလို့ပါ။လွေလဲလွေကိုတဲ့နီလန်းလေးပါ။ အခုလိုမျိုး ကျမရဲ့ဗီဒီယိုလေးကို ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်။ကျေးဇူးများကြည့်တင်ပါတယ်။